ဟောဟတ္တကမင်းသားလေးဟာသင်္ကဝတ္ထတရား၄ပါးနဲ့ပရိသတ်ကိုစီယုံတဲ့နေရာမှာအမတန်မှထူးချွန်တယ်။ဒီခါတော့ကသူ့နောက်လိုက်နောက်ပါပရိသတ်တွေကစီလုံးညင်ညင်ညွတ်ညွတ်နဲ့မြတ်စွာဘုရားစီလာတော့မြတ်စွာဘုရားကအမတန်ညင်ညွတ်တဲ့သူ့ရဲ့နောက်လိုက်နောက်ပါတွေကိုချီးကျူးဘုရားက ဟတ္တကာတဲ့ဒီပိဋကတ်တွေကိုဘယ်လိုလုပ်ပြီးတော့စူယုံထားတာတုံးလို့မြတ်စွာဘုရားကမေးတယ်။မေးတဲ့အခါကျတော့အရှင်ဘုရားတဲ့မြတ်စွာဘုရားဟောထားတဲ့သင်္ကဝတ္ထုတရား၄ပါးရဲ့ဤစနစ်အတိုင်းတပိတော့စူယုံတာပါ။အသိအဖွဲ့လုပ်ပြီးတော့ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းသင်္ကဝတ္ထုတရား၄ပါးဆိုတာမှတ်သားပြီးတော့စီယုံတဲ့နေရာမှာအမြဲတမ်းအရေးကြီးပါပဲเนาะအေ အစည်းအရုံးလုံးထလောက်ရနေမှာကဘူးမိသားစုထဲမှာလည်းပဲစီယုံဖို့အမတန်မှအရေးကြီးတယ်ပေါ့မိသားစုဟာဒါအသေးငယ်ဆုံးသောဆိုဆိုင်တီလို့ပြောရမှာပါလူတွေရဲ့ဆိုဆိုင်တီဟာမိသားစုတစ်ခုဟာဆိုဆိုင်တီလေးတစ်ခုပဲကိုယ်မိသားစုအတွင်းတောင်တချို့ကမစည်းရုံးနိုင်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်မတည့်ကြဘူးလေညီကောင်မောင်နှမတွေတယောက်နဲ့တယောက်မတည့်ဘူးတဲ့နော် အမေနဲ့သားသမီးတွေနဲ့မတည့်ဘူးတဲ့အဖေနဲ့သားသမီးတွေနဲ့မတည့်ဘူးတဲ့မစည်းရုံနိုင်ကြဘူးပေါ့အဲ့ဒီမစည်းရုံနိုင်တာဘာကြောင့်လဲလို့ဆိုလို့ချင်းအခုပြောရတဲ့သင်္ကားဝတ္ထု၄ပါးဆိုစည်းရုံကိုရာအတွက်ဒီအကြောင်းအချက်၄မျိုးအသုံးချလို့ပဲဒါ four conditions of unity ပေါ့ four conditions of unity unity ဖြစ်ဖို့ရာအတွက်ဒီအကြောင်းလေးမျိုးဟာအမှန်တမ်းအရေးကြီးတယ်။ဒါကြောင့်မို့အသင်းအဖွဲ့လုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမိသားစုပဲဖြစ်စေတစုတဝေးတဲ့နေတဲ့အချိန်အခါကာလမှာဟောဒီစီယုံရေးတရားလေးမျိုးသင်္ကန်းဝတ္ထုတရားလေးမျိုးဟာအမှန်တမ်းအရေးကြီးတယ်။သင်္ကဟဆိုတာစုစည်းပေးတာတဲ့လူတွေစည်းလုံးညီညွတ်နေအောင်စုစည်းပေးနိုင်တဲ့ဆွမ်းအားရှိတယ် အဲ့ဒီ၄မျိုးကဘာလဲလို့ဆိုရင်ဒါနပေးတာကံတာရှိရမယ်စီလုံးညီညွတ်မှုအတွက်ပေးမှုကံမှုဟာအမြတမ်းမှအကောင်းဆုံးသောစီလုံးဒါကြောင့်မို့ပေးကံခြင်းသည်အောင်မြင်ရဤလို့ပြောတာနော်ခုခေတ်လူတွေပုံပြီးတော့တော့ပေါက်တာပေါ့ဘာဖြစ်ဖြစ်ပေးလိုက်လို့ရှိရင်ချောတယ်ပေါ့မပေးရင်မချောဟုတ်လားအရာရာဟာပေးလိုက်လို့ရှိရင်လုပ်ငန်းကင်တာချောမွေ့အောင်မြင်သွားနိုင်တယ်ပေါ့ ဒါလည်းစီယုံကြီးတစ်ခုပဲဒါနဆိုတာပေးရကမ်းရတယ်မိသားစုအတွင်းမှာပဲဖြစ်စီပေးရကမ်းရတယ်နော်အမေအဖေလုံးတဲ့ပုဂ္ဂိုလ်ကခီးသွားတယ်ပြန်လာတဲ့အခါသားလေးအတွက်သမီးအတွက်ဆိုဟောဝဲလာပေးတယ်မွေးနေ့ဆိုရင်မွေးနေ့လက်ဆောင်လေးပေးတယ်သားသမီးတွေမွေးနေ့ဆိုရင်မွေးနေ့လက်ဆောင်လေးပေးတယ်ဒူဂျနာလေးတွေဝယ်ပေးဝယ်ပေးရင်ဟောသားသမီးကလည်းအမေကိုပူချစ်လာတယ်အဖေကိုပူချစ်လာတယ် ဟောသာသမီဘက်ကကြည့်လို့ရှိရင်လည်းအမေအဖေကိုဘယ်တော့မှပြစ်မထားဘူးခင်ကောင်းလေးတစ်ခွက်ချက်ရင်အမေအိမ်ပို့ပေးတယ်အဖေအိမ်ပို့ပေးတယ်ဟောအမေကြိုက်တတ်တဲ့အစာလေးအဖေကြိုက်တတ်တဲ့အစာလေးဟောတယ်လို့ပေးတာအော်ဒီအဝတ်ကလေးကတော့အမေနဲ့တော်တယ်ဒီအဝတ်ကလေးကအဖေနဲ့တော်အော်မိဘဆိုတာသာသမီကပေးပြီဆိုလို့ရှိရင်ဂုံယူပြီးတော့တပြားပြားဒါသားလေးကပို့လိုက်တာဒါကသမီးလေးကပို့လိုက်တာနဲ့ဆိုပြီးတော့ ပေးလိုက်တာဆိုပြီးခုံယူလို့မဆုံးဘူးအေးဒါကြောင့်မလို့ဒံဟာစီယုံရည်တစ်ခုပဲစီယုံတယ်ဆိုတာမေတ္တာနှောင်ကြိုးတဲပေးတာပဲတယောက်နဲ့တယောက်မေတ္တာချင်းစီလုံးမိသွားတာဒီအဓိပ္ပာယ်ကိုပြောတာလူတွေကတုံးနဲ့တူမေတ္တာနှောင်ကြိုးဖြစ်ထိန်းထားနိုင်မှသာလင်စီယုံမှုဆိုတာမပြိုပွဲနိုင်ဘူးတဲ့ မိသားစုအတွင်းမှာလည်းပဲဒီမေတ္တာနှောင်ကြိုးမေတ္တာကြီးထွားလာအောင်လုပ်တဲ့ဤစနစ်ဟာအခုလိုတန်ဖိုးတွေမကြီးလာပြီမဲ့လို့ပေးမှုကမ်းမှုလေးကိုမပြတ်လုပ်ပေးရတယ်တဲ့ဇနီးမောင်နှံတူဆိုလို့ရှိရင်လည်းနော်အေးယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ဟာဇနီးကိုလက်ဆောင်ပန္နာပေးတာသူကြိုက်တတ်တဲ့အစာလေးပေးတာဝဲလာတာဟောတဦးနဲ့တဦးဟာမေတ္တာနှောင်ကြိုးကပို့ပြီးတော့ခံရဲလာတယ် အဲ့လိုတဝုတူစင်နာမှုတွေနဲ့ပေးကြခံကြပြီဆိုလို့ရှိရင်ဟောရီဌာနမှာပေးခံခြင်းသည်အောင်မြင်ရဤဆိုတဲ့အတိုင်းအရေးကြီးဆုံးသောစီလုံးရေးတစ်ခုဖြစ်ပါတယ်အပေါင်းအသင်းထဲမှာအသင်းအဖွဲ့ထဲမှာတဝုတူမှာပေးရတယ်ကမ်းရတယ်အဖွဲ့အသင်းတစ်ခုလှုပ်ထားလို့ရှိရင် ကိုယ်အိမ်မှာစားစရာရှိရင်ဟေးလာကြဟေးတို့အဖွဲ့ဝင်တွေခေါ်ပြီးတော့ကြွေးတယ်နော် ညံ့ညတ်တာဆရာလုံးကြတယ်။ဩအဲ့ဒီလိုလုံးချင်းဖြင့်ပို့ပြီးတော့စီလုံးမှုတွေရလာနိုင်တယ်ပေါ့။အေးဒါနဆိုတာရှိတာ။တခါတရံဒါလေးနဲ့လုံလောက်ပြီလားဆိုတော့မလုံလောက်သေးဘူး။ပေးယုံကမ်းယုံလေးနဲ့လုံမလုံလောက်သေးဘူး။ဒါကြောင့်မို့ဒုတိယတစ်ခုမြတ်စွာဘုရားကထပ်ဖြည့်ဟောတယ်။ဒါကဘာလို့ဆိုပေယဝိသ။ရှင်းနာတဲ့စကားပြောဖို့ရင်ကျေးတဲ့စကားပြောဖို့ချစ်ခင်ပွဲရာစကားပြောဖို့လိုအပ်သေးတယ်။ အေးတချို့ကတချို့ကပေးတာတဲ့ဒီစကားပြောတဲ့အခါမှာချင်းချင်းနာနာရင်ချင်းချင်းပြောတာကိုပူသဘောကျအဲ့လိုရင်ချင်းချင်းသဘောကျတော့ဒီအတွက်ကြောင့်မြတ်စွာဘုရားကပေးမှုကမ်းမှုအပြင်နဲ့ပြောဆိုဆက်ဆံတဲ့အခါမှာအကူအရွယ်ဆိုရင်အကူလို့ခေါ်ရမယ်ညီလေးအရွယ်ရဆိုရင်ညီလေးလို့ခေါ်ရမယ်အမအရွယ်ဆိုအမနော် ေးတချို့ကျတော့မတမတာအရွယ်ကြီးခေါ်တာရှိသေးတယ်ကိုယ်ရင်ငယ်သားနဲ့အန်တီတို့သွားခေါ်ရင်ရံဖြစ်ခံမှာပဲအဲ့ဒါနော်ကိုယ်နဲ့ဓာန်သူကြီးသွားပြီးဥလေးလို့ခေါ်လို့ရှိရင်လည်းဒုက္ခပေးမှာပဲအဲ့ဒါမျိုးဩသူတန်ရာတန်ရာလေးခေါ်ပြီးတော့ယဉ်ကျေးကျေးပြောဆိုဆက်ဆံမယ်ဆိုလို့ရှိရင်စီလုံးမှုကပို့ပြီးတော့အောင်မြင်လာနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဒုတိယလောက်ရမှာပေယဝိဇ္ဇာတဲ့စီယုံရေးအတွက် နော်ချစ်ခင်ပွဲရရှင်ကြီးတဲ့စကားမျိုးနဲ့ပြောဆိုဆက်ဆံရတယ်။ဩနောက်တစ်ခုကနောက်တစ်ခုအသုံးပြုရမယ့်စီယုံရေးတစ်ခုကဘာလို့ဆိုအထသရိယအထဆိုတာအကျိုးသို့မဟုတ်ကိစ္စသရိယဆိုတာပြုလုပ်ပေးတာတပည့်သားမှာကိစ္စရှိရှိလို့ရှင်ကြည့်ပြီးတော့မနေဘူးအေးတို့တော့မအားသေးဘူးမသွားနိုင်ဘူးဆိုတာမလုပ်ဘူးကိုယ်အလုပ်ကိုအသာပယ်ထားပြီးတော့သူတောင်း သူ့အလုပ်သူ့မှာအရေးကြီးတဲ့ကိစ္စရှင်ဝိုင်းဝန်းဆောင်ရွက်ပေးကြအေးတစ်ဖက်သားရဲ့ကိစ္စကိုမနေတတ်ဘူးဝိုင်းပြီးတော့ဆောင်ရွက်ပေးတယ်ဆိုဟိုလူကကျေးဇူးတွေတင်လို့ထိတ်တာတွေတက်ဝင်လာတယ်ပေါ့ဒါကြောင့်မို့အထသရိယာဆိုတာလည်းအမတန်အရေးကြီးတယ်ပေါ့တချို့ကချူသာတဲ့စကားကိုပြောပြမယ်လို့လက်မပါတာရှိသေးတယ်နိအလုံးလုံးเสียရရှိတဲ့အခါကျတော့ရှောင်းဖဲရှောင်းဖဲနေလို့ရှိရင်အေးဒီလူက သူကိစ္စရှိရင်ဒါသူများကိစ္စရှိရင်ဘယ်တော့မှဆိုမလုပ်ဘူးခေါင်းတိတ်နေတတ်တယ်ဆိုတဲ့အမြင်နဲ့စီယုံရေးဟာပြပြသွားနိုင်တယ်။ဒါကြောင့်မို့မနေဘူးသူများကိစ္စရှိရင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုအထစရိယာဆိုတာလည်းပဲစီယုံရေးအတွက်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့။နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုရင်တမဏတ္တတာလူတွေကတဦးနဲ့တူဆက်ဆံတဲ့အခါမှာတန်းတူဆက်ဆံဖို့လိုအပ်တယ်။တချို့ကတော့မတူမတန်လောက်တတ်တယ် မတူမတန်လောက်ပြီးတော့အထင်သေးပြီဆိုလို့ရှိရင်မေတ္တာတွေခံသွားနိုင်တယ်ပေါ့ကိုယ်တည်းဘယ်တော့ပဲငယ်ငယ်မတူမတန်သဘောမထားဘူးအလေးထားတယ်တန်ဖိုးထားတယ်တန်ဖိုးထားပြီးတော့ဆက်ဆံတယ်မိမိနဲ့ကိုယ်တူထားတယ်ဟောအဲ့ဒါလို့မိမိနဲ့ဓာတ်တူထားပြီးတော့ဆက်ဆံတတ်ပြီးဆိုလို့ရှိရင်စီယုံမှုဟာအောင်မြင်တယ်အဲဒါကြောင့်မို့မြတ်စွာဘုရားက ဒါနပေယဝိသအဋ္ဌသရိယသမန္တတာတဲ့အဲ့ဒီ၄မျိုးဟာတကယ်စီယုံရေးကောင်းတဲ့နေရာမှာ၄မျိုးဖြစ်တယ်ပေါ့ဟောဒီစီယုံရေး၄မျိုးမှာအသုံးမပြုဘူးဆိုလို့ရှိရင်တဲ့မိသားစုအတွင်းတောင်မှမိဘဟာသာသမီရဲ့အကျိုးမခံဆိုင်ရတတ်ဘူးမိဘပင်ဖြစ်နေကြသာသာသမီကမိဘကိုပြစ်ထားတတ်တယ်ဩော် သာသမီကမိဘကိုပြစ်ထားသလိုမိဘကလည်းသာသမီကိုပြစ်ထားအချင်းချင်းအဲအစီမကူကြဘူးပေါ့ဒီလိုဖြစ်တတ်တယ်အဲကြောင့်မို့မြတ်စွာဘုရားကအဲ့ဒီစီယုံရေး၄မျိုးဟာဘလောက်ထိအရေးပါတယ်လဲလို့ဆိုလို့ရှိရင်မြင်းလဲတို့လဲတို့ဘိန်းကျွတ်မသွားအောင်ဘေးကနေပြီးတော့ဂလန်ကလေးတတ်ထားတာနဗန်ဆောင်းလို့ခေါ်တယ် အဲ့ဒီနိဗ္ဗာန်ဆောင်လို့ပဲအမတန်မှအရေးကြီးတယ်တဲ့ဆိုလိုတာခုခေတ်ကားဆိုရင်တော့ဒါနတ်ပေါ့နော်ဘိန်းကျွတ်သွားလို့ရှိရင်ဒီကားဟာဆက်သွားလို့မရတော့ဘူးပေါ့လောကကြီးဟာစင်စက်မပြတ်စီယုံရေးဟာအောင်မြင်နေဖို့ရာအတွက်ဟောဒီလေးမျိုးဟာအမတန်မှအရေးပါတဲ့အခန်းကဏ္ဍရှိတယ်လို့ဒီလိုခေါ်လို့ရတယ်အေဟရကမင်းသားလေးကိုရသော်ပြားကနေ ဒါလို့များတဲ့ပရိသတ်ကိုဘယ်လိုစူးစီးထားတာတော့ဘယ်လိုစည်းဥထားတော့ဆိုတော့အရှင်ဘုရားဟောထားတဲ့ဒီသင်္ဃဝတ္ထုတရား၄ပါးအတိုင်းတပြီးတော့စီလုံးထားပါတယ်ဘုရားတဲ့သူစီလုံးပုံလေးကတစ်မျိုးလူတွေကို၄မျိုးခွဲလိုက်တယ်လူတွေကို၄မျိုးခွဲလိုက်တယ်တချို့ကပေးတာကမ်းတာခြိုက်တဲ့လူရှိအဲ့ဒီလူပေးတာကမ်းတာခြိုက်တဲ့လူဥစားပေးပြီးတော့ပေးကမ်းတယ်ပေါ့ အဲ့ဒီနည်းနဲ့စည်းုံနေတချို့လူတွေကသေးတာကန်းတာကိုသိပြီးတော့တံပိုးမထားဘူးစကားပြောရင်မာမာပြောရင်ဟာလာမကြိုက်ဘူးချိုချိုသာသာပြောမှကြိုက်တဲ့လူမျိုးကြတော့ချိုချိုသာသာပြောပြီးတော့စည်းုံနေပေါ့အေးတချို့ကပေးတာကန်းတာလည်းအဓိကမထားဘူးချိုချိုသာသာပြောတာလည်းအဓိကမထားဘူးကိစ္စဝိစ္စရှိလို့ရှိရင်ဝိုင်းကူလုပ်လို့ရှိရင်ကျေးဇူးတင်တတ်တယ်အဲ့ဒါကိုတံပိုးထားတဲ့လူဆိုလို့ရှိရင်လေသူ့ကိစ္စကို ခရီးတစ်ဆိုင်ဝမ်းဝမ်းဆောင်ရပေးတယ်အဲ့ဒီနည်းဖြင့်စီယုံတယ်အေးတချို့ကြတော့ပြီးတာကန်းတာလည်းအဓိကမထားဘူးချိုချိုသာသာပြောတာလည်းအဓိကမထားဘူးကိစ္စဝိစ္စဆောင်ရပေးတာလည်းအဓိကမထားဘူးသူအဓိကထားတာဘာလို့ဆိုရင်ကိုယ့်ကိုအထင်သေးမြင်သေးနဲ့ဆက်ဆံလာလို့ရှိရင်မခံနိုင်ဘူးလေဓာတ်ဥထားပြီးဆက်ဆံတာကိုသဘောကျတယ်ဆိုတဲ့ပုံစံဒီကိုဓာတ်ဥထားပြီးတော့ဆက်ဆံပါလေဟောရအာလောကမင်းသားလေးကပေးလိုက်ကုန် စုစည်းနီစည်းုံနီးပဲသူကအဲ့ဒါလို့လေးမျိုးခွဲပြီးတော့လူတွေရဲ့အကြိုက်တဲ့စုစည်းလိုက်တာနောက်တစ်ခုသူဖြည့်ဆွဲပြီးတော့ရှောက်ထားလေးတစ်ခုရှိတယ်အရှင်ဘုရားတဲ့လောကလူတွေဟာဒီလိုစည်းုံရုံနဲ့မကဘူးတဲ့လူတွေဟာတပိတော်စကားနားထောင်ဖို့ရလောက်နားထောင်ဖို့ရနောက်တစ်ခုအကြောင်းကတော့တပိတော်ကပစ္စည်းဥစ္စာချမ်းသာတဲ့မင်းသားတစ်ပါးတဲ့ဟုတ်တယ် လောကလူတွေကရွှေရှိမှအမျိုးတော်တာလေဆင်းရဲတဲ့လူရဲ့စကားဆိုရင်နားထောင်မှာမဟုတ်ဘူးတဲ့တပည့်တော်ကချမ်းသာတယ်ချမ်းသာတဲ့မင်းသားဂုံရှိတဲ့မင်းသားဆိုတော့တပည့်တော်ဘာပြောပြောရဩဆင်းရဲပြီဘာမှစားလည်းဟာမရှိဘူးဆင်းရဲမွဲတေတဲ့လူတယောက်ကဥဆောင်မယ်ဆိုရင်ဘယ်သူမှနိုင်မှာမဟုတ်ဘူးအဲ့တော့ချမ်းသာဖို့ဆိုတာလည်းပဲလိုအပ်သေးတယ်ဆိုလိုတာကဓနာဂုံလေးရလည်းရှိရအောင် ဒါကြောင့်လူလူတိုင်းလူတိုင်းဟာချမ်းသာအောင်တော့ကြိုးစားကြအောင်ကြိုးစားကြတရားဥစ္စာနဲ့ပြည့်စုံအောင်ကြိုးစားတရားဥစ္စာနဲ့ပြည့်စုံပြီဆိုလို့ရှိရင်လူရဝင်လာလူရဝင်တယ်လူလောကကရွှေရှိမှအမျိုးတော်တယ်ဘူဒီတိမှအမျိုးတော်တယ်ဆိုတာဒါတကယ်ပဲစားရမရှိဘူးဆိုရင်အမျိုးတော်မှပဲမတော်ပါဘူးလို့ချင်းတယ်နော် ေးစားစရာရှိပြီသိပြီးတော့အောင်မြင်လာပြီကြီးပွားလာပြီရာထူးတွေကြီးလာပြီဆိုရင်ချမ်းဖန်ပြီးတော့အမျိုးဆက်တယ်ချမ်းဖန်ပြီးတော့အမျိုးဆက်တယ်အဲ့ဒီလိုရာထူးလည်းမရှိဘူးစီးစိမ်ဥစ္စာလည်းမရှိဘူးဆိုတဲ့ပုံကိုကြတော့ချမ်းဖန်ပြီးတော့အမျိုးတွေကနေပယ်ထုတ်တယ်ဟောဒါလူတွေရဲ့သဘာဝကိုပြောပြတာနော်အဲ့ဒါကြောင့်မလို့အလောကမင်းသားကရှောက်တယ်ဟတ္တကမင်းသားရှောက်တယ်ရှင်ပြားတယ် တပည့်တော်စကားလူတွေကလားထောင်မှာပေါ့တဲ့တပည့်တော်ကဘာဖြစ်လို့လို့ဆိုရင်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တယောက်ပါတဲ့ပြင်းနိုင်တန်းနိုင်တဲ့လူတယောက်ပါတဲ့အဲ့ဒါလည်းပဲသူစီယုံဖို့အောင်မြင်ခြင်းအကြောင်းတစ်ခုပဲလို့